ထိုင်ဝမ်ကိစ္စဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီရဲ့မှတ်ချက်စကားကြောင့်တရုတ်နဲ့ဂျပန်ကြားအငင်းပွားမှုနဲ့ဆိုင်နေတဲ့အချိန်တရုတ်မှာရောက်နေတဲ့ဂျပန်နိုင်ငံသားတွေလုံခြုံရေးဂရုစိုက်ဖို့နဲ့လူထုတတ်တဲ့နေရာတွေကိုရှောင်ဖို့ဂျပန်အစိုးရကတတိပေးထားပါတယ်။ ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ရင်ဒါဟာဂျပန်ရဲ့ရှင်သန်ရက်တည်မှုအပေါ်ချင်း600ရောက်နိုင်တဲ့အတွက်စီးရေးတုံ့ပြန်ဆွတ်ဖက်မှုလိုရနိုင်တယ်ဆိုပြီးဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီကအခုလာတဲ့ဂျပန်လွှတ်တော်အမတ်တွေကိုပြောပြီးတဲ့နောက်တရုတ်နဲ့အကြအငင်းပွားမှုပေါ်ပေါက်လာတာဖြစ်ပါတယ်။ ်နိုင်ငံကြားတင်းမာမှုတို့ပြေလျော့သက်သာစေရေးကြိုးပမ်းဖို့အတွက်ဂျပန်နိုင်ငံကြား၏ဝန်ကြီးဌာနကအကြီးတန်းအရာရှိကြီးတူလိုမာလာ၁၈ရက်နေ့မှာပေကျင်းမှာတရုတ်ဘက်ကသူနဲ့အဆင့်တူအရာရှိနဲ့တွေ့ဆုံခဲ့ပေမဲ့ပြဿနာဖြေရှင်းကျော်လွှားနိုင်မှု ဖြစ်ပေါ်ရရှိနိုင်ွယ်မရှိသေးပါဘူး။ တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကအာရှရေးရာဌာနအကြီးအကဲလျှို့ကျင်ဆောင်ကဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကအရာရှိကြီးတွေနဲ့တွေ့ဆုံတဲ့အချိန်ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့မှတ်ချက်စကားကိုပြန်ရုပ်သိမ်းစေရေးတိုက်တွန်းခဲ့တယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကပြောပါတယ်။ဒါပေမဲ့တိုချိုအနေနဲ့အဲ့ဒီလိုလှုံ့ဆော်ဖို့သဘောထားမရှိဘူးလို့ဂျပန်အစိုးရထိပ်တန်းပြောရေးဆိုခွင့်ရှိသူ မီနိုရုကီဟာရာကအရေးမို့ပြောပါတယ်။ တကာအီချီရဲ့မှတ်ချက်စကားကအစိုးရရဲ့ရှင်းရင်းဆွဲရည်တည်ချက်ကိုပြောင်းလဲစေခဲ့ခြင်းမရှိဘူးလို့ကီဟာရာက နိုမာလာ၁၈ရက်သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောပါတယ်။ဒါ့အပြင်ထိုင်ဝမ်နဲ့ပတ်သက်တဲ့အရေးကိစ္စတို့ကိုညှိနှိုင်းဆွေးနွေးခြင်းကတဆင့်ညီညွတ်ချက်ပြည်လည်အောင်ဖြေရှင်းမယ်လို့ဂျပန်အစိုးရအနေနဲ့မျှော်လင့်ထားကြောင်းသူကပြောပါတယ်။ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်ကသူတို့ပိုင်နေမည်လို့ပြောထားပြီးလိုအပ်ရင်အင်အားသုံးသိမ်းယူနိုင်တယ်လို့ဆိုထားပါဗျ။ ဘေကျင်းရဲ့ပြောဆိုချက်တွေကိုတော့ထိုင်ဝမ်အစိုးရကပယ်ချထားတာပါတာကာအီချီရဲ့မှတ်ချက်ကြောင့်ဂျပန်မှာရှိတဲ့တရုတ်တန်တမန်တူကဆိုရှယ်မီဒီယာမှာတာကာအီချီကိုရည်ရွယ်ပြီးချင်းချောက်တဲ့မှတ်ချက်တစ်ခုရေးသားတုံ့ပြန်ခဲ့ပါတယ်အဲ့ဒီပေါ်တိုချိုကပြင်းပြင်းထန်ထန်တုံ့ပြန်ဝေဖန်မှုလို့ထွက်ပေါ်ခဲ့တာပါဒါပေမဲ့တရုတ်နိုင်ငံပိုင်မီဒီယာမှာတာကာအီချီအပေါ်ခခတိတိဝေဖန်မှုကိုတော့တိုချိုအနေနဲ့ပိတ်ဆို့တားဆီးနိုင်တာမရှိပါဘူး။ လက်ရှိတရုတ်နိုင်ငံမှာရောက်နေတဲ့ဂျပန်နိုင်ငံသားတွေအနေနဲ့ကိုရောက်ရှိနေတဲ့နေရက်ဒေသဒလီထုံးတမ်းတွေကိုလေးစားလိုက်နာဖို့နဲ့တရုတ်လူမျိုးတွေနဲ့ဆက်ဆံချိန်မှာဂရုစိုက်ဖို့ဂျပန်တန်ယုံကနိုမာလာ18ရက်နေ့မှာတတိပေးထားပါတယ်ဂျပန်နိုင်ငံသားတွေအနေနဲ့အပြင်ထွက်သွားလာချိန်မှာပတ်ဝန်းကျင်ကိုဂရုစိုက်ဖို့တူးတဲ့ခီးသွားလာခြင်းမပြုဖို့နဲ့ကလေးတွေနဲ့အတူသွားလာခြင်းအထူးဂရုစိုက်ဖို့ဂျပန်တန်ယုံကတိုက်တွန်းထားပါတယ်။ ညစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ